မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာဝရပြားတန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မအားချင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး78အပိုင်ငယ်9ကို ဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်။ညအခါသခင်ဖျားသည်ပေါ်လူအားဗျာဒိယူပါယုံကိုပြ၍သင်သည်မကြောက်နှင့် ိတ်ဆိတ်စွာမနေနဲ့ဟောပြောလို့ဒီနှုတ်ကပတ်တော်ကြည့်တဲ့အခါမှာကျွန်တော်ဘာစဉ်းစားမိလဲဆိုတော့ရှင်ပေါလူကြီးကသူအင်္ဂလိပ်တရားကိုဟောပြီးလှည့်လေသွားလာတဲ့အခါမှာကြောင်းမပွဲကောင်းတဲ့ချင်းချောင်းမှုတွေဆဲရီတိုင်းထွာပြီးအငင်းပွားမှုတွေယုံရင်ဆန်ခတ်ဖြစ်မှုတွေနဲ့တောက်ရှက်မှုတွေအမျိုးမျိုးသူခံရတာတွေ့ရပါတယ်အဲ့ဒီလိုမျိုးအခြေအနေမျိုးတွေမှာလူသားအနေနဲ့ကြည့်မယ်ဆိုရင်ဘာပဲဖြစ်ဖြစ် ဆိုရင်ကြောက်ရွံ့မှုရှိနေမှာအမှန်ပဲဖြစ်ပါတယ်။သူဆက်ပြီးတော့တွားရမလား၊လုံရမလား၊ဘာတွေဖြစ်လာမလဲ။ဒီလိုနှောက်ယှက်မှုတွေကိုဘလို့အန်တုပြီးကြော်ဖြတ်ရမလဲ။စသဖြင့်ကြွေဝေစိတ်တွေလည်းရှိနေမှာအမှန်ပဲဖြစ်ပါတယ်။အဲ့ဒါကိုသိတော့ဘုရားသခင်ကညအချိန်မှာအိမ်မက်ယူပါယုံအားဖြင့်မကြောက်နဲ့တိတ်ဆိတ်စွာလည်းမနေနဲ့ဟောပါဆိုပြီးတော့မှတိုက်တွန်းတာတွေ့ရပါတယ်။ဧဝံဂေလိမဟောအောင်လို့ စာရမဏေကနှောက်ရှက်မှာပဲဖြစ်ပါတယ်ကြောက်ရွံ့စိတ်ဖြစ်အောင်လဲလုပ်မှာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကကြောက်ပြီးတော့မှမပြောဘဲနေရင် စာရန်ပိုကြိုက်ပါတယ်ယေရှုခရစ်တော်ရဲ့ဝဲမြောက်ဖွယ်တင်းစကားကဲတင်ခြင်းအကြောင်းကိုဟောမှလူတွေလွတ်မြောက်ခြင်းရမှာမို့လို့တိတ်ဆိတ်စွာမနေသင့်ဘူးဟောပြောသင့်တယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်ဒီအရာလေးကိုကျွန်တော်တို့သတိပြုဆင်ခြင်ပြီးကြောက်စိတ်မရှိဘဲရဲရင်နဲ့စိတ်နဲ့ ဟောပြောသက်သေခံဖို့လိုပါတယ်။ဒီကနေ့ online ပေါ်မှာသခင်ယေရှုခရစ်တော်အကြောင်းဝါမျောက်ဖွယ်ကယ်တင်ခြင်းတရင်စကားကိုအာရပါရမကြောက်မရွံ့ဟောပြောနေကြတဲ့သူတွေကိုတွေ့ရတာဝမ်းသာစရာ ကောင်းပါတယ်။မဟောတဲ့သူတွေကတော့အဲ့လိုဟောပြောခြင်းကိုအမျိုးမျိုးကဲရဲ့ပြစ်တင်တာတွေလည်းရှိပါတယ်။တကယ်တမ်းကျတော့ဘလို့ပဲဟောဟောဘယ်နေရာမှာပဲဟောဟောဘယ်လိုအခြေအနေမှာပဲဟောဟောကျွန်တော်ယေရှုခရစ်တော်ရဲ့တည်င်းကောင်းကို ဟောပြောဖို့လိုပါတယ်တိတ်ဆိတ်စွာ မနေဖို့လည်းလိုပါတယ်ကြောက်ရွံ့စိတ်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အလုပ်ဖြစ်မှာမဟုတ်ပါဘူးဒါကိုကျွန်တော်တို့သတိပြုစင်ချင်ရမှာပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အခွင့်ရရင်ရတယ်လို့ဟောပြောဖို့လိုပါတယ်ဘယ်လိုချိန်ချောင်းမှုတွေစေရေးညင်းခုံချင်းတွေရှိပါစေကျွန်တော်တို့ဟောရမယ့်တရားကအာမခံချက်အပြည့်ရှိတဲ့တရားမလို့ဟောရမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းပဲ online ပေါ်မှာ သခင်ယေရှုခရစ်တော်အကြောင်းပြောတဲ့အခါချင်းချောက်တာတွေလည်းခံရပါတယ်။တိုင်မဲ့တောမဲ့ဆိုပြီးတော့မှဒီလိုချင်းချောက်ပြီးတင်ထားတဲ့ post တွေကိုဖျက်ခိုင်းတာတွေလည်းကြုံရပါတယ်။စိတ်ထဲမှာအနေငယ်ထိတ်လန့်စရာအကြောင်း ဖြစ်တယ်ဆိုပေမဲ့မှန်ကန်တဲ့တမန်တရားနှုတ်ကပတ်တော်တည်င်းစကားကိုဆက်ပြီးတော့မှဟောဖို့ပဲ။တားမြစ်မှုတွေဘလောက်ပဲရှိရှိရဲဝန်းစွာနဲ့ပဲဆက်ပြောဖို့ပဲရှိတယ်လို့ခံယူထားတဲ့အတွက် ချိန်ချောင်းမှုတွေကိုလုံးဝမမှုဘဲနဲ့ကိုလှုပ်ရှားရှိတာပြောရှားရှိတာကိုဆက်ပြီးပြောနေခွင့်ရတာဂျေစုတော်ပဲရှင်ဘောလူရဲ့အဖြစ်ပြက်ကိုတတိယရင်နဲ့ဘဝမှာကြုံတွေ့ရတဲ့အခြေအနေကိုပြန်ပြီးတော့မှ နိုင်ရှင်မိပါတယ်နောက်တစ်ခုကဘောလူဘယ်နေရာပဲရောက်ရောက်သူ့ကိုကြိုးဆိုတဲ့မိသားစုတွေရှိတာတွေ့ရပါတယ်တချို့အိမ်နေမှာဆိုရင်နှစ်ပေါက်သူနေလို့ရတယ်တချို့နေရာတွေမှာတော့လနဲ့နေတာလည်းရှိတယ် အဲ့နေရာမှာကျွန်တော်စဉ်းစားမိတာကပေါလုမြို့ရွာတွေကိုလှည့်လေသွားလာတဲ့အခါမှာလက်မခံတဲ့သူတွေကြောင့်တမျိုးပြီးတမျိုးသွားလာတဲ့သူတဲတဲ့အိမ်ကလူတွေကိုသူများလိုက်ပြီးတော့မှပြဿနာရှာတာတွေရှိတယ်။ဘလို့ပဲရှိရှိဘုရားသခင်ကို ကြည်ညိုတဲ့သူဧဝံဂေလိတရားကိုခန့်ညားတဲ့သူတွေက ပေါလုကိုကြိုးဆိုပြီးနေရာပေးကြတာတွေ့ရပါတယ်။ဒါကလည်းဝမ်းသာစရာ ကောင်းပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဧဝံဂေလိဟောပြောတဲ့သူတွေ ခရစ်တော်အတွက်တသက်ခမ်းတဲ့သူတွေကိုနေရာ ပေးဖို့လိုပါတယ်။တချို့အိမ်နေမှာဆိုလို့ရှိရင်ဆရာတွေလာရင်နေဖို့ဆိုတသက်အခမ်းထားတာမျိုးတွေရှိတယ်။ဧဝံဂေလိတရားကိုဟောတဲ့သူတွေကိုကြိုးစိုးအဲ့ဝတ်ပြုတာတွေတောင်ရှိတယ်ဆိုတာကိုတွေ့ရပါတယ်။တချို့ချမ်းသာတဲ့တထေးတကြွယ်တွေဆိုလို့ရှိရင်အမှုတော်ဆောင်တွေကို လေးစားချစ်ခင်ပြီးတော့မှ နေရာပေးတာအဲ့ဝတ်ပြုတာတွေရှိတယ်ဆိုတာကိုတွေ့ရတယ်။ ကျွန်တော်ဆိုလို့ရှိရင်မြကြီးနာသွားလို့ရှိရင်ကျွန်တော်နေထိုင်တဲခိုးဖို့ရန်အတွက်အဲ့ဝပြုတဲ့မိသားစုတွေရှိတယ်လို့နေထိုင်ရာနေရာပေးတဲ့သူတွေလည်းရှိတယ်ဆိုတာကိုတွေ့ရတယ်ဒီအတွက်အရမဲဝမ်းမြောက်စရာဖြစ်တယ်အမှုတော်ကိုထမ်းရွက်ရတဲ့အခါမှာလဲစိတ်သက်သာရာ ဖြစ်စေတယ်ဒါကြောင့်မလို့အမှုတော်ဆောင်တွေဘဲဘဲသွားသွားလက်ခံမဲ့သူတွေရှိတယ်လို့လက်မခံတဲ့သူတွေလည်းရှိနေမှာအမှန်ပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ရဲဝန်းစွာမကြောက်မရွံ့နဲ့ ဧဝံဂေလိသတင်းစကားကိုတည်ဆောင်ရင်တော့တစ်ဖက်မှာလည်းကြီးညိုတဲ့သူတွေကကိုယ့်ကိုလက်ခံပြီးနေရာပေးမှာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ဖြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်ပါတယ်ဧဝံဂေလိတရားအတွက်အသက်ရှင်ကြတဲ့သူတွေကိုစီတာနောက်ဆက်တဲ့သူမဖြစ်ဘဲအခန့်ကျွေးမွေးတဲ့သူနေရာပေးတတ်တဲ့သူဖြစ်စေပါကိုကိုယ်တိုင်ကလည်းကြောက်ရွံ့ခြင်းမရှိဘဲနဲ့ ဧဝံဂေလိတရားကိုဟောပြောတော်သူဖြစ်စေပါချင်းချောက်မှုတွေဘလောက်ပဲရှိရှိဧဝံဂေလိတရင်စကားကိုရဲဝံစွာဟောပြောတတ်သိခံတော်သူဖြစ်စေပါယေရှုတင်တဲ့ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာ ကိုရရှင်ဖျားကောင်းကြီးပေ၍ခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးပတ်ရပါမိအကြောင်းတပိုက်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌တနေ့တာဆက်ကအနန္တဆုတောင်းပါ၏အာမင်